ျွန်တော် Chelsea ကတက်တယ်ရစ်အကြောင်းပြောရင်တိတ်ပြီးတော့မပါလာကြဘူးကျွန်တော်ဒါအာဆနယ်ထိတ်ဆုံးသွားပြေးနေတယ်သူ့ကို Man City တို့ Liverpool တို့ဘယ်သင်းလိုက်ဖိအားပေးမှာလဲဒီသုံးသင်းပြန်အကြောင်းပြောတယ်ဘယ်နှစ်သင်းဖြစ်လာမှာလဲပြောတယ်အဲ့ထဲမှာ Chelsea ကလည်းအမေရောဂန်လို့ဖြစ်နေတယ်ဟုတ်ကဲ့အခု Man City နဲ့ Liverpool နဲ့ပွဲတနေ့နေ့ပွဲမတိုင်ခင်ထိဆိုရင်ဒုတိယနေရာကိုရောက်လာပြီအာဆနယ်လည်း6မှတ်ပဲกว่าတော့เลยဆိုတော့ Tiger Race ထဲမှာကျွန်တော် Chelsea ကိုပြန်ထဲမှာကိုရတော့မယ် Chelsea ကိုထိန်းကျင်တော့ဒီသူတို့ရဲ့တောင်ပံကစားမားတွေပေါ့เนาะ Garnacho တို့ SG Bow တို့ Neto တို့ ခစ်တန်တို့ဒီပေးဆန်ပါဝါကောင်းတဲ့တော်မန်ကစားသမားတွေကိုထိန်းနိုင်ဖို့ပြိုင်ဘက်တွေအနေနဲ့ပို့ပြီးတော့အလုပ်လုပ်ရလိမ့်မယ်ချယ်ဆီနဲ့ကစားရင်ပြပြောချင်တာကဒီပြေအားတိုးအားကိုမထိန်းနိုင်မလွယ်ဘူးတော်ရုံသိပြိုဆင်းသွားမှာအချိန်တန်ရင်ဘလောက်ပဲရှိမှာတောင်းတာတောင်းတာတောင်းတာမိနစ်60နောက်ပိုင်းဆိုပြိုဆင်းသွားမှာသူတို့ကမကြဘူးလူငယ်လေးဖြစ်တယ်ဆိုတော့တောင်းလျှောက်ကိုအဲ့ဒီပါဝါအဲ့ဒီ intensity ကြီးနဲ့တောင်းလျှောက်ကိုတိုက်နေတာအဲ့ ဒါအုပ်ချုပ်ကိုပြေးနေပြန်ဘက်ကကြာသွားမဲ့အချိန်တွေကိုစောင့်နေတယ်လို့တော့ပြောလို့ရတယ်အဲမိနစ်60နောက်ပိုင်းမှာဆိုချဲစီကိုနောက်ပိုင်းတော်တော်တတိထားမယ်ကိသမားတွေက Ferrari တို့ Lamborghini တို့ကျွန်တော်တို့ကျွန်တော်တို့ Tesla တို့လိုပုံစံမျိုးဖြစ်နေလုံးဝအယမ်းမြန်တဲ့ကောင်တွေဗျာဒါတော်တော်လာမရှင်တဲ့ဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့လို level မျိုးဖြစ်နေရပေါ့နော် အားလုံးမင်္ဂလာပါများကျွန်တော်တို့ The Sports Corner ကနေပြီးတော့ပွဲပြီးသုံးသပ်ချက်တွေတင်ဆက်ပေးနေတာဖြစ်ပါတယ်။စနေနေ့ညနောက်ဆုံးပွဲတွင် Chelsea တင်းက Wolves တင်းကို3-0နဲ့အနိုင်ရခဲ့ပါတယ်။အဲဒီပွဲနဲ့ပတ်သက်တဲ့ပွဲပြီးသုံးသပ်ချက်ကိုကျွန်တော်နဲ့ကိုချင်းကြီးတို့ကအတူတူကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကိုချင်းကြီးမင်္ဂလာပါ။မင်္ဂလာပါကိုနနာကြီး။ကျွန်တော်တို့ Chelsea ပရိသတ်တွေပေါ့နော်များသောအားဖြင့်ဟုတ်ကဲ့မကောင်းအသင်းကကြည်တယ်ကျွန်တော်တို့ဆိုတကယ်အားမရတာကျွန်တော်တို့ဒီညီကိုတွေဆိုကျွန်တော်တို့ group တွေထဲမှာကျွန်တော်ကြည်တယ်ဗျာဘယ်သူမှအားမရဘူး။ပထမပိုင်းကံဝါတာ အဘလုကန်နေရလဲအဆင်မပြေဘူးထီးချေတော့ねဘာဖြစ်မှာလဲဘာမှသုံးစားမရဘူးဆိုတဲ့ဟာမျိုးကိုကျွန်တော်ကြားရတယ်ဗျာဒါပေမဲ့အချိန်တန်တော့နိုင်တာပဲဟုတ်အဲ့တော့ချေစီတဲ့ let alone အနေထားကကျွန်တော်တို့ကဘလူကြီးလဲဘလူကြီးလဲဆိုတာနဲ့မရတော့ဘူးဗျာနည်းနည်းအဲ့ပိုင်းနဲ့ပတ်သက်ပြီးကိုချင်းအမြင်တွေပြောပြပေးပါဦးဟုတ်ကဲ့ပါအဲ့တော့ဒီနောက်ပိုင်းပွဲလေးတွေမှာတော့ကျွန်တော် Liverpool ကိုပြန်နိုင်လိုက်ပြီးနောက်ပိုင်းမှာ Forest ကိုနိုင်တယ်ကြားထဲမှာ Sunderland ကိုသိရှုံထရှုံလိုက်တာတော့ရှိတယ်ပြီးတော့အခုပြီးခဲ့တဲ့ဘက်က Spurs ကိုနိုင်တယ်အခု Wolves ကိုနိုင်တယ်နောက်ဆုံး၅ဝဲတစ်ဖြတ်မှာဗျာ လီဗာပူးပါတယ်အဲ့နိုင်တဲ့ထဲမှာစပါပါတယ်ဒါဝူဘာတန်လို့ဖော်ရက်တို့တို့နေရာဒီဖောင်အောင်နေတဲ့တင်းတွေကိုနိုင်တာတော့ဒါဘာမှစာမဖွဲပါနဲ့ထားပါတော့ဒါဘာမှဖြစ်ဘူးဒါနိုင်တဲ့နိုင်တဲ့ပွဲနိုင်လာပဲအဲ့ထဲမှာအမှားရင်းဆိုလို့အမှတ်လေလွင်းမှုဆိုလို့ဆန်နလန်ကိုအင်ကွန်းမှာရှုံးခဲ့တဲ့တပွဲပဲရှိတယ်ဘာဖြစ်ဖြစ်လက်ခံပေးလို့ရနောက်ဆုံး15မှတ်မှာ17မှတ်ယူထားနိုင်တယ်ဒါကြောင့်လည်းအဆင့်နှစ်နေရာဒီရောက်လာတယ်ကျွန်တော်တို့ Chelsea ကိုဘာဖြစ်ဖြည်းဖြည်းနဲ့မှန်မှန်လေးတိုးတက်နေရလို့ပဲမြင်တယ်အဓိကသူတို့ရဲ့ key player ပါမာလိုကစားမမျိုး ဒဏ်ရနေလို့မပါနိုင်တဲ့ပွဲအခြေအနေမျိုးမှာတော့မလောက်လုတ်ပြနိုင်တယ်ဆိုတော့ပါမာသာဒဏ်ရနေပြန်တက်တာလာပြီးပြန်ကောင်းလာပြီးဆိုရင်ပိုကောင်းတဲ့ချယ်ဆီရလက်တွေပိုအားကောင်းလာမယ်လို့လည်းယုံကြည်ခံစားမိတယ်အဲ့တော့ကျွန်တော်ချယ်ဆီကတက်တယ်ရစ်အကြောင်းပြောရင်တိတ်ပြီးတော့မပါလာကြဘူးကျွန်တော်ဒါအာဆင်နယ်ထိတ်ဆုံးမှပြေးနေတယ်သူ့ကိုမန်စတီးတို့လီဗာပူးတို့ဘယ်သင်းလိုက်ဖိအားပေးမှလဲဒီ၃သင်းပြန်အကြောင်းပြောတယ်ဘယ်နှစ်သင်းဖြစ်လာမှလဲပြောတယ်အဲ့ထဲမှာချယ်ဆီကလည်းအမေရော့ဂန်လို့ဖြစ်နေတယ်ဟုတ်ကဲ့ အခု Man City နဲ့ Liverpool နဲ့ပွဲတနေ့ဝင်နေ့ပွဲမတိုင်ခင်အထိဆိုရင်ဒုတိယနေရာကိုရောက်လာပြီ Arsenal နဲ့လည်း6မှတ်ပဲကွာတော့တယ်ဆိုတော့ Tiger Race ထဲမှာကျွန်တော် Chelsea ကိုပြန်ထဲမှာကိုရတော့မယ်ဒီ Arsenal ဒီဒီဘက်အမှတ်ရော့သွားတဲ့အချိန်မှာ Chelsea ကနှစ်ပတ်ဆက်အနိုင်တယ်နိုင်တာတော့မှပြောရမယ်ဆိုရင်တော့တစ်ဖက်သက် dominate လုပ်ပြီးနိုင်တာပြီးခဲ့တဲ့ဘက်က Spurs နိုင်တဲ့ပွဲမှာလည်းကြည့်လိုက်တပွဲလုံးမှာပြန်ပြီးစပါကသူ့ကို၃ချိန်ပဲကန်ခွင့်ရတယ်။တစ်ချိန်ပဲကူပေါက်တည်တယ်။ဘာမှမလုပ်နိုင်ဘူး။သူကြီးပဲပွဲကို dominate လုပ်ထားနိုင်တယ်။ 15ကျင်လောက်ကန်တယ်6ကျင်လောက်ဂိုးပေါက်တည့်တယ်ပြိုင်ဘက်ကိုတော်တော်လေးဖိအားပေးထားနိုင်တယ်ဒီပွဲမှာဆိုလဲချဲစီချေချဲစီလက်ပဲတပွဲလုံးအကျိန်20ကန်တယ်7ကျင်လောက်ဂိုးပေါက်တည့်တယ်ဘစ်ချန်6ကျင်လောက်ဖန်လီးနိုင်တယ်ဆိုတော့တစ်ဖက်ကိုသမားဝူဘာဒန်ကိုသမားဆန်ဂျွန်စတုန်းသာလက်စွမ်းမပြနိုင်ကြလို့ဆိုရင်ဒီမှာလဲ6 5 6ကိုလောက်ချဲစီဂိုးပြတ်သွားနိုင်တယ်ဆိုတော့အဲကိုနေတော့ချဲစီဖန်တွေအားလုံးဒီဒီတဲ့ပိုကောင်းဖို့ချဲစီကို ဒါကျွန်တော်ထင်တာကတော့ compare လုပ်နေတာကိုနန္ဒတို့ဒီ Chelsea ပြည်သက်တော်တော်များများ Chelsea ရဲ့အကောင်းဆုံးကာလတွေကိုကြည်ဘူးထားကြလို့လည်းဖြစ်ပါလိမ့်မယ်အသင်းပေါ်မှာဟိုတချို့အားမလို့အားမရတဲ့စိတ်တွေဒါအသင်း fan တိုင်း Chelsea မှမဟုတ်ဘူး United ဆိုလည်းသူတို့ရဲ့အကောင်းဆုံး prime time ဒီ99မှာကြီးခဲ့တဲ့လူတွေဒီမှာ2008 Champion League ဖလားရခဲ့တဲ့ကာလတွေ prime time ကိုပြီးလိုက်တဲ့လူတွေကအဲ့ဒီအသင်းလောက်မကောင်းအားမရနေတာမျိုးခံစားကြရတယ်အာဆင်နယ်ဆိုလဲ invisible season ဟို mercedes ဆိုလဲ travel season တွေနဲ့နှိုင်းရှင်ကြရတယ်အာ လိုသေးတယ်ဘယ်ပိုင်းလေးတွေပိုကောင်းဖို့လိုသေးတယ်တခါလေးမှကျတော့ကျွန်တော်လက်ရှိအရှိတရားကိုအရင်တောင်းဆိုမှုတွေများတယ်ဗျာကျွန်တော်တို့ကဖြစ်စေခြင်းနဲ့ဆန္ဒတွေစောနေရမျိုးလဲဖြစ်တတ်တာကိုပြောပြတာပါအဲ့တော့လက်ရှိအချိန်မှာသူ့သူ့အတိုင်းတာနဲ့သူ့တော့ Chelsea ကဖြည်းဖြည်းနဲ့မှန်မှန်လေးတိုးတက်နေရလို့ပဲကျွန်တော်တို့မြင်ပါတယ်ဟုတ်ကဲ့အဲ့တော့ Chelsea ရဲ့အနေအထားမှာအားမရတာဆိုရင်အများကြီးဒါပေမဲ့ stress တွေကျွန်တော်တို့ခုနကမလို့ပြောလိုက်ရမယ်ဆိုရင်တစ်ဖက်ကဒီဘက်မှာ total shoot 3ချိန်ပဲရှိခဲ့တယ်ဟုတ်တယ်အဲ့တော့ဟော big chance 0ဗျာနောက်ပြီးတော့ ဟိုဘာမှကိုအခွင့်အရေးမပေးခဲ့တာကော်နာဆိုတစ်ချိန်ပဲရတယ်ဗျာရှင်းဝင်တာက0ဗျာကျွန်တော်ပြောတော့ချက်စီတသင်းနဲ့ကန်သွားတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဗောနော်ဒါပေမဲ့သူတို့တသင်းနဲ့ကိုသူတို့ကသူတို့ပြရားခတ်နေတာစိုးတာဗျာသိလားပြရားခတ်နေတာဆိုပြိုင်ဘက်ကသူကသူဟိုပြရား तू ပြိုင်ဘက်ကပြိုင်ဘက်6ပြရားမခတ်ဘူးသူကသူတသင်းနဲ့ပြရားခတ်နေတာသိလားပေးပုံလေးဟိုဟိုလောတာလေး နောက်ကြတာလေအကစင်ကလေးအဖြစ်ဘာကြောင့်ဖြစ်လဲဆိုတော့သူများဖိအားပေးလို့မဟုတ်ဘူးကို့အသင်းမှာကို့အကို၁၁ရောက်ပတ်ဖြစ်နေတာသိလားအဲ့ဒါလေးကတော့အားမရဘူးပေါ့နော်အားမရဆိုတော့ခုနကပြောလို့ပေါ့ကို့အသင်းဆိုတော့ပူကောင်းစီနေတာပေါ့နော်ဒီချက်ပို့ပြီးကောင်းတယ်ဒီတော့လူစင်းရှိနေတာဒါပေမဲ့လည်းလူငယ်တွေများနေတာပေါ့နော်နောက်ပြီးတော့ဟိုတစ်ဖက်ကပြောမယ်ဆိုတော့ Chelsea အသင်းကဒီ RC ဘောင်းတို့ဝင်လာပြီးနောက်ပိုင်းအဲ့ဟာအရင်အားကိုးနေရတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုကိုချီဘယ်လိုမြင်လဲနောက်ပြီးတော့ Chelsea ရဲ့ဒါကနာချိုဆိုရင်လည်း မဆိုးဆိုတဲ့ဟာလေးရှိတာပြီးတော့ Chelsea ရဲ့ဒါ potential လေးပေါ့ဒီလူငယ်ကစားသမားလေးတွေရဘလောက်ထိ impact ဖြစ်လဲပေါ့ဟုတ်ကဲ့ပါအဲ့တော့ဒီအဒီမဒီခေါ်ထားတဲ့ SG Vaughn ရောခနာချိုရော Gideon ရဲ့ impact တွေတဖြည်းဖြည်းနဲ့ကျွန်တော်မြင်လာပြီ SG Vaughn နဲ့ Gideon ဆိုရင်နောက်ပိုင်းတဖြည်းဖြည်း Marcus ကဇုံလိုက်ဇုံလိုက်တွေထည့်တယ်တောင်ပိုင်းတွေမှာမိနစ်80လောက်ဆိုရင်ပြိုင်ဘက်တင်ရကြလာတဲ့အချိန်မှာသူ့ရဲ့တောင်ပိုင်းတိုက်စစ်တွေကို Netto ရောခနာချိုရောထုတ်တယ် SG Vaughn နဲ့ Gideon ကိုထည့်တယ်ဒါသူ့ရဲ့ weapon တစ်ခုဖြတ်လာတယ်သူရဲ့လက်နက်တစ်ခုဖြတ်လာတယ်ပြိုင်မဲ့ကြတဲ့ချိန်သူကလုံးဝတကယ်ကိုဒီ turbo speed တွေနဲ့လုံးဝပြေးမဲ့အပြေးသမားတွေထည့်ပြီးတော့တောက်လျှောက်ကိုဒုက္ခပေးတော့တာတောင်မန်တွေကနေအဲ့မြန်လုံး pace and power တွေဒုက္ခတွေပေးတယ်တော်တော်လေးကောင်းပါတယ်အဲ့တော့ခန္ဓာချိုးဆိုလဲဒီပွဲမှာဆို proven လောက်သွားတယ်ဘာလို့ chelsea ရဲ့တန်း40နဲ့ခေါ်လဲတန်း40နဲ့ခေါ်လိုက်တာခန္ဓာချိုးက chelsea အတွက်အချိုးချောင်ရလိုက်တာဆိုတော့ဒီပွဲမှာမြင်ရတာပေါ့နော်ရှေ့မှာတော့သူအထိုင်မကျခဲ့တဲ့ပွဲရုံးကန်ခဲ့ရတဲ့ပွဲလေးတွေရှိကောင်းရှိလိမ့်မယ်လက်ရှိကာလမှာတော့ခန္ဓာချိုးရဲ့ အကောင်းဆုံးဒီယုံကြည်မှုတစ်ခုကိုပြန်ပြီးတော့တိဆောက်ပြနိုင်ပြီလို့ထင်တယ်။ဒီနောက်ဆုံး၄ပွဲမှာဆိုရင်ဆန်နလန်ပွဲမှာရှုံးခဲ့ရဆိုပေမဲ့ဂါနာချိုဂိုးသွင်းနိုင်ခဲ့တယ်။စပါးနဲ့ပွဲမှာတော့ဂိုးပောင်ပတ်သက်မှုမရှိဘူးဆိုပေမဲ့ဒီချန်ပီယံလိဂ်ခရာဘတ်နဲ့ပွဲမှာလည်းဂိုးတကိုးသွင်းနိုင်တယ်။ဒီပွဲမှာလည်းဂိုးဖန်တီးမှုနှစ်ချိန်လောက်လုံနိုင်ခဲ့တယ်။ဒီအဖွင့်ဂိုးဂူစတိုရဲ့ဂိုးရောတတိယမြောက်ဂိုးနက်တိုရဲ့ဂိုးရောဖန်တီးပေးသွားတယ်။ဂူစတိုရဲ့ဂိုးဖန်တီးပေးသွားတဲ့ပုံစံမှာဒါဂါနာချိုရဲ့ထရိတ်မန့်ပုံစံလို့တော့ပြောရမှာ။တောင်ပန်းနေဆွဲလာတယ်။ပြိုင်မဲ့ကစားမောင်းဖိတ်နေတစ်ချက်ဖိတ်နေတယ်။ ဘယ်ထွက်မလို့ညာထွက်မလို့လှုပ်တယ်ပြီးတော့မှပြန်တစ်ချက်ဆွဲထုတ်ပြီးတော့ cross ball မပီးလိုက်တဲ့ချိန်မှာဒါပေမဲ့ခံသေးတဲ့ဂျန်လုံးမျောသွားသူ trade တကြမှာရှေးမှာကန့်ရဲ့ကစားမတွေမဟုတ်ဘူးအဓိကကဘယ်အချိန်မှာသူ cross တင်လိုက်မယ်ဆိုတာပြန်မဲ့နောက်တန်းကခံမဲ့ခတ်သွားပြီးတော့လှမ်းပြီးမပီးလိုက်တဲ့ချိန်မှာပြန်မဲ့ခံစစ်ကလှုပ်ရှားပုံနေနေလေဒလေးဖြစ်သွားတယ်ပေါ့နော်ဒီချိန်မှာလူကက်မခံထားရတဲ့ကူစတိုကအနီးကက်ကိုကောင်းတိုက်ပြီးတော့အဖွင့်ကိုအဲ့ဒီအဖွင့်ကိုကပဲ Chelsea လိုနေတဲ့ဒီဘွဲမှာတခုတည်းတော့ရပါဘူးအပြတ်သက်ကိုကစားပုံလဲတာတယ် ခွေရည်လေးရတယ်ပထမပိုင်းမှာတွေကပွဲအစောပိုင်းမှာတွေကအန်ဇိုရဲ့ဒီချစ်ပင်ပေးဖို့ခုကနေပြီးတော့ကန္နာရှိုးအပိုင်ကန်တယ်ဂိုးမပုတ်တာတွေရှိတယ်ပထမပိုင်းမှာတွေကဂိုးကရခဲ့တဲ့နာမတိုင်းမရဘူးအဲအဖွင့်ဂိုးရဖို့တော်တော်လေးစိတ်ရှည်လိုက်ရတယ်အဲဂိုးဂူစတရဲ့ဂိုးအဖွင့်ဂိုးရသွားပြီးနောက်ပိုင်းမှာချယ်စီရဲ့ဘာပရက်ရှာမှမရှိပါဘူးလုံးဝလွတ်လွတ်လပ်အဓိကနောက်တစ်ခုဒီမှာမြင်ရတာကလူငယ်တွေများနေတော့ PR တွေကြားရင်ကစားရတဲ့အခါမှာခုနကကိုနာနာရှေ့မှာပြောသလိုပေါ့နည်းနည်းပြားတယ်ဆိုတဲ့ဘက်ကိုချယ်စီကနည်းနည်းသွားကျင်တယ် ဟိုဂိုးလိုချင်စိတ်ကအရင်မြင်ရပြီးတော့ဟုန်နေတာမျိုးပေါ့နော်အဲ့တော့အဲ့ဂိုးရသွားပြီးနောက်ပိုင်းမှာကျတော့ဂိုးရသွားရင်ချယ်ဆီကဘာဖြစ်တယ်ဒီရသည်မှာယုံကြည်မှုတအားကောင်းသွားတယ်လီဗာပူးနဲ့ပွဲဦးပဲကြည့်ဟုတ်ကဲ့အဲ့တော့ဂိုးတကိုးလောက်ရသွားပြီဆိုတော့အသင်းရဲ့ကစားပုံကခွန်နေ energy အရင်ထွက်လာပြီးတော့အသင်းလိုက်ကစားပုံရဲ့ပိုကောင်းတတ်တယ်ဒါတိုက်ဆိုင်မှုမဟုတ်လူငယ်ရင်းနဲ့စုဖွဲ့ထားတဲ့အသင်းတော်သင်းရဲ့အသွားပုံစံကဒီလိုပဲ တက်တာအယမ်းမြန်တယ်စိတ်တက်တက်သွားပြီဟဲ့ဆိုရင်တောက်လျှောက်အသင်းရဲ့ကစားပုံကြီးကကြွရွာလာပြီးတော့တော်တော်ကစားတာကောင်းတယ်အဲ့ဂိုးရရသွားပြီးနောက်ပိုင်းမှာ Chelsea ကိုထိမ့်ဖို့မလွယ်ဘူးပြီးတော့ပိုကောင်းသွားတာရှေ့မှာနည်းနည်းလေးလေးတဲ့ DN ဒီလက်ကိုထုတ်ပြီးတော့ SD ဘားကိုထည့်လိုက်တယ်ဂျာဘက်ရိုကိုဖာမားရဲ့ number 10 role မှာတုံးနေရနေပြီးတော့အထောင်တိုက်စစ်ကိုပို့လိုက်ပြီးတော့ netto ကိုအတွင်းပြန်ထည့်လိုက်တဲ့အချိန်မှာ SD ဘားရဲ့ netto ရဲ့ခန္ဓာချိုးရဲ့ပေးစံပါဝါကောင်းတဲ့ကစားမ3ယောက်ကိုဒီဂျာဘက်ရိုနောက်ကနေရန်ပြီးလိုက်တဲ့အချိန်မှာတော့ဘူဝါဒန်လုံးဝမထိန်းနိုင်တော့မနဲ့လုံးဝပြိုဆင်းသွားတာပဲ အဲ့နောက်မှာတောက်လျှောက်ကိုးရရတာပဲ SD ဘောက်ကိုညာကျန်နေဆွဲထွက်သွားပြီးဖြတ်ပို့တယ်ဂျိုင်းဘက်ခံစင်းနဲ့ထိပြီးထွက်လာတယ် deflection ဖြစ်ပြီးတော့ဂျာဟိုဘက်ဒရော့ထောင်း area ထဲမှာလွတ်လွတ်ကျွတ်ကျွတ်ကိုပိတ်ပြီးတော့ကန်သွားတယ်ဆိုတော့ဘက်ဒရိုလည်းအခုဆိုရင်နှစ်ပွဲဆက်ပြန်ပြီးတော့ဂိုးဘောက်ပြန်ရှာတွေ့တာเนาะအဲ့တော့ရှေ့မှာဒါခုနှစ်ပွဲရှစ်ပွဲလောက်ဂိုးဘောက်ပြောက်ခဲ့တဲ့ကာလတစ်ခုနဲ့ဖီးယားရီအောက်ကိုရောက်သွားခဲ့သေးတယ်ဒါပေမဲ့ဒီချိန်မှာတော့ဂျာဟိုဘက်ဒရိုပြန်ပြီးတော့ရောက်လာပြန်ပြန်ပြီယာတီဆာမှာလည်းဒီလိုခြေဆန်းပွဲလေးတွေအစောပိုင်းပွဲလေးတွေမှာဂိုးမြူးခဲ့သေးရဲ့ဂိုးဘောက်ပြန်ပြောက်သွားတယ်အခုဂျာဟိုဘက်ဒရိုယုံကြည်မှုပြန်ရောက်လာပြီ နှစ်ပတ်ဆက်ကိုပြန်သွင်းလာနိုင်တာလေဒါ Chelsea တိုက်စစ်အတွက်အရေးကြီးတယ်ဂျာဘတ်ရိုကဒီရဒီမှာ Chelsea တိုက်စစ်ကိုအဓိကဦးဆောင်နေရတဲ့သူဆိုတော့သူ့ရဲ့ယုံကြည်မှုတွေဒီလိုကိုသိန်းဖောင်လေးတွေရနိုင်ဖို့ကတော်တော်လိုတယ်ပြီးတော့တတိယမြောက်ဂိုးမှာတော်တော်လေးချီးကျူးတာကအဲဆိုထုတ်ပေးလိုက်တာကကိုကွင်းဘက်ချမ်းမှာဘာမှမဟုတ်ဘူးတာမန်ဆင်ဘက်ပတ်စ်လေးပဲဂန္ဓာချိုဒီဘောလုံးကိုပြန်ဘက်ခံစစ်ကစားမှာနောက်ကနေပြီးတော့ကြော်တက်သွားတဲ့ sprint ရကြောက်ဖို့တော့ကောင်းတယ်သူ့ရဲ့ PR ကြီးဂျုံအာကြီးက ဒါမိနစ်80ကျော်နေပြီเนาะဒီအချိန်နေမှာတော့မှဒီ first line အနေနဲ့ကစားနေတယ်ကစားမှလူစားဝင်လာပြီးအခုမှဟိုတွေ့အင်ပြအားပြနေကစားနေရကစားမှမဟုတ်တာတော့မှပြိုင်မဲ့ခန်းစစ်ကစားမှတော့ဒီ power ကြီးနဲ့အရှိန်ကြီးနဲ့ speed ကြီးနဲ့ကြော်ချသွားတာကြီးကတော်တော်ကောင်းတယ်ပြီးတော့ netto ခင်းပေးတယ် netto ကလည်း power speed ကောင်းတဲ့ကစားမှဆိုအမီလိုက်နိုင်တယ်ပိတ်သွားဆိုတော့အဲ Chelsea ရဲ့နောက်ပိုင်းပွဲတွေမှာ Manchester နဲ့ Chelsea ကိုထိန်းကျင်ရင်တော့ဒီသူတို့ရဲ့တောင်ပံကစားမှတွေပေါ့နော်ဂါနာချိုတို့ SG Bau တို့ netto တို့ Gideon တို့ ဒီပေးစံပါဝါကောင်းတဲ့တော်မန်ကစားမတွေကိုထိန်းနိုင်ဖို့ပြိုင်ဘက်တွေနေနဲ့ပို့ပြီးတော့အလုပ်လုပ်ရလိမ့်မယ်။ Chelsea နဲ့ကစားရင်ပြပြောချင်တာကဒီပြေအားတိုးအားကိုမထိန်းနိုင်မလွယ်ဘူးတော်ရုံသိပြိုဆင်းသွားမှာအချိန်တန်ရင်ဘလောက်ပဲရှိမှတောင်းတာတောင်းတာတောင်းတာမိနစ်60နောက်ပိုင်းဆိုပြိုဆင်းသွားမှာသူတို့ကမကြဘူးလူငယ်တွေလည်းဖြစ်တယ်ဆိုတော့တောင်းလျှောက်ကိုအဲ့ဒီပါဝါအဲ့ဒီ intensity ကြီးနဲ့တောင်းလျှောက်ကိုတိုက်နေတာအဲ့ တောက်လျှောက်ကိုပြေးနေရပြိုင်ဘက်ကကြာသွားမဲ့အချိန်လေးကိုစောင့်နေတယ်လို့တော့ပြောလို့ရအဲ့မိနစ်60နောက်ပိုင်းမှာဆိုချဲစီကိုနောက်ပိုင်းတော်တော်သတိထားမယ်ဟုတ်တယ်ကျွန်တော်ဒီဘက်ကြည့်နေတယ်အဲ့ဒါကိုမြင်တယ်နောက်ပိုင်းမှာပြိုင်ဘက်အသင်းတိုင်းလိုလိုအတွက်သတိထားလိုက်မယ်ချဲစီရဲ့ဒီတောင်ပံလေးရဲ့ပြေးအားတိုးအားယုံအားတွေကတော်တော်ကြောက်ဖို့ကောင်းတယ်ဒါဖာမာမပါလို့ဒီလိုတောင်ပံကိုနည်းနည်းလေးပို့အားပြုလာလည်းဖြစ်နေတယ်ဖာမာပါရဲ့ဖာမာစီကနေပြီးတော့ဒီ twin go တွေဖန်တီးမှုတွေဘက်ကိုပို့သွားတာမျိုးလည်းဖြစ်နေတယ်ဒီချိန်မှာတော့တို့ကဖာမာမပါတဲ့အတွက်ကြောင့် အလယ်မှာကသူတို့မှအရင်အားကိုးရတဲ့ဇာမမရှိတော့တောင်ပံနေတိုးဟာယုံအားနဲ့ပဲပို့ပြီးအလုတ်လုတ်တယ်တော်တော်လေးအဆင်ပြေပါတယ်ဒါဒီလိုနိုင်တဲ့နိုင်ထိုက်တဲ့ပွဲတွေကိုနိုင်နေမှာဆိုအသင်းသင်းက OK တယ်ဒါ Chelsea ရဲ့လူမန်နေရာမှန်ကိုပြန်ရောက်လာပြီလို့ပဲကျွန်တော်တို့မြင်ပါတယ်ဟုတ်ကဲ့ကျွန်တော် Chelsea ကစားသမားတွေကိုနည်းနည်းလေးဟိုဟို တက်ပြီးပြောချင်တာပေါ့နော်ပြောချင်တာကိုချင်းကြီးပြောခဲ့တာကိုကောက်ပြီးပြောရမယ်ဆိုချယ်ဆီကစားသမားတွေက Ferrari တို့ Lamborghini တို့ကျွန်တော်တို့ကျွန်တော်တို့ Tesla တို့လိုပုံစံမျိုးဖြစ်နေလုံးဝအရန်မြန်တဲ့ကောင်တွေဗျာဒီလားတောင်းတလာမရှင်နဲ့ဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့လို level မျိုးဖြစ်နေရပေါ့နော်အဲ့တော့တော်တော်လေးကိုဟိုမိုက်ပါတယ်ဟိုဘယ်လိုပြောမလဲအဓိကတော့ပြေးတာပေါ့နော်အဲ့ဒီမိနစ်80ကျော်လဲထပ်ဝင်လာမဲ့ကောင်တွေကပြေးဦးမှာ အဲ့တော့ကျွန်တော်တို့ရရှိသေးတယ်။အရင်စကားရဆိုတော့ဖင်မှာဂျက်တက်ထားတယ်လို့ပြောကြတယ်ဗျာ။အရင်ကျွန်တော်တို့ဒီညီကို brother လေးစကားရဆိုအဲ့လိုတော်တော်မြန်တဲ့ကောင်လေးရေဗျာသိလား။အဲ့ဒါကပြိုင်မဲ့အသင်းတန်းကများသောအားဖြင့်ကိုရှိပြောမိနစ်60 80ဆိုဒါလူပဲလေ stamina ကျလာပြီ။ဒါပေါ့ဒါပုံမှန်ပဲ။ပိုပြဿနာရှိတာကဘလုံးသေးသေးမှာ center back တွေရှိတယ်။ center back တွေဆိုတာအမြဲတမ်း stamina ဟိုဒီဒီတူလောက်မကောင်းလေးတယ်နော်။သူတို့ရဲ့ weight ရက်အမောင်းသူတို့အဲ့ဟို strength ကိုသွားတာဟုတ်ကျွန်တော် agility ability agility ဘိုင်းကိုသွားတာမဟုတ်ဘော strength ဘိုင်းကျွန်တော် game မှာဆိုအဲ့ဒီသမားတွေဆိုတော့ကျွန်တော်တို့ agility သမားတွေကျွန်တော်တို့ chelsea မှာ agility တွေကြီးပဲဖြစ်နေတာအဓိကသိလားနည်းနည်းဟို intel တို့ strength တို့နည်းနည်းလေးလိုနေအောင်ပေါ့နော် agility သမားတွေများနေတော့အသင်းသင်းကအဲ့လိုမျိုးမှုတ်တော့မှုတ်နေတာဒါမဲ့တိတ်ပြီးတော့တချို့နေရာလေးမှာလိုအပ်ချက်လေးနည်းနည်းလေးတော့ရှိသေးတယ်ပေါ့နော်ဒါမဲ့အဲ့လောက်ကြီးပြေဆုံးသွားရင်လည်း အရန်ကောင်းသွားပြီပေါ့အဲ့တော့ Chelsea ပြီးတော့တိုးတက်မှုတွေလည်းမြင်ရတယ်ကျွန်တော် Chelsea နဲ့ပတ်သက်ပြီးကျွန်တော်တို့ရှေ့မှာလည်းပြောခဲ့ပါတယ်ပြောစရာရှိတဲ့ကာလတော့လည်းကျွန်တော်တို့အားမလာတိုင်းပြောတယ်ကျွန်တော် Chelsea ပြည်သက်ပြီးဆိုကျွန်တော်တို့စိတ်တောင်ဆိုးသေးတယ်ဟို Chelsea ရဲ့အားနဲ့ weak point ကခံစေဒါကိုကျွန်တော်မြင်လို့ပြောတာကောင်းစေချင်လို့ပြောခဲ့ရတယ်ဟုတ်တယ်ဟုတ်တယ်တကယ်လဲ weak point တချို့ပြည်သက်တွေလည်းနားလဲပါတယ်အသင်းကိုတကယ်အားနဲ့နေရဟိုကိုဝဲထံရရနေတယ်ဒီရဒီမှာဘာလို့ Chelsea ကကစားမ ခံစစ်ကိုအားကိုးရမယ့်ကစားမလောက်လောက်လာတယောက်လောက်မခေါ်ခဲ့လဲပေါ့နော်ဟာတူလောက်နဲ့လူငယ်လောက်နဲ့ပြီးခဲ့ဆိုတော့တော်တော်လေးလေးအဲ့ခံစစ်ကိုစိတ်ပူခဲ့တယ်အစောပိုင်းမှာလည်းရုန်းကန်ခဲ့ရတယ်ဒါပေမဲ့လက်ရှိမှာဖိုဖာနာထိုင်ရနေပြန်တက်တာလာပြီးဘာဒီယာရှိလီတပွဲတလေပြန်ကစားသွားလဲမဆိုးပုံစံကောင်းလေးနဲ့မြင်ရတယ်အချီယံပေါင်းလည်းတိုးတက်လာတဲ့ပုံစံမှာ တူစင်ကတော့အမှန်တမ်းပြောချယ်ဆီလည်းပဲမဟုတ်ဘူးတူစင်ကတော့မရှိသုံးဘွဲတလီထကောင်းကောင်းကောင်းလိမ့်မယ်ချယ်ဆီလည်းပဲမဟုတ်ချာလိုပါတိုးတက်လာတယ်အဲ့တော့ဟိုတဖြည်းဖြည်းနဲ့ချာလိုပါနဲ့ဖိုဖာနာကကိုယ်ဝဲမရှိတဲ့ဒီချယ်ဆီရဲ့ခံစစ်တိုင်းမှာအဖြစ်အသင့်ဆုံးဂျူဝဲပဲဟုတ်ကဲ့တောက်လျှောက်လဲမာစကာဒါကိုသုံးလာတယ်ကျွန်တော်တို့အနာနဲ့ဆေးတွေ့သွားပြီဗျာဒီနှစ်ယောက်တော့ထိုင်ရန်ပြဿနာကြီးကြီးမှထပ်မရအောင်ဆိုရင်ဒီချယ်ဆီရဲ့ကျွန်တော်တို့စိုးရိမ်နေပါတယ်ဆိုတဲ့ခံစစ်ကလည်းအတိုင်းအတာတစ်ခုထိတော့တိုးတက်လာနေပြီကျွန်တော်ဒါကိုလဲဝမ်းတာတယ်ကြိုလဲကြိုဆိုတယ်ညင်နေရတယ်ချိန်မှာကိုင်စီတို့ထပ် ခုပေးထားတယ်ဟုတ်ကဲ့ဖိုဖာနာနဲ့ချာလို့ပါအတွဲလဲမိလာပြီယုံကြည်မှုတွေလည်းပိုအားကောင်းလာပြီဆိုတော့ဒီခန်စစ်အားနဲ့ပါတယ်ဆိုတဲ့ခန်စစ်ကပြဖြည်းဖြည်းနဲ့ကျွန်တော်တို့ဒီထက်ပိုမာကျော်လာဒီထက်ပိုပြီးတော့လှုပ်လှုပ်လာနိုင်တယ်အခုဆိုရင်လည်းကြည့်ကျွန်တော်နှစ်ပွဲဆက်စပါးကိုလည်းသုံးပြင်းပြင်းပဲတပွဲလုံးမှာကန်ခွင့်ပေးတယ်တစ်ချိန်ပဲဂိုးပေါက်တဲ့နိုင်တယ်ဒီပွဲမှာဆိုဟူဗာတန်တပွဲလုံးမှာသုံးချိန်ပဲကန်ခွင့်ရတယ်ဂိုးပေါက်တစ်ချိန်မှမတည့်ဘူးဒုတိယပိုင်းတစ်ပိုင်းလုံးကန်ခွင့်အောင်မရခဲ့ဘူးဆိုတော့ကွဲလေတစ်ခုတည်းမှမဟုတ်ဘူးကျွန်တော်ခံစစ်ကောင်းတယ်ဆိုတော့တစ်သင်းလုံး၁၁ရောက်လုံးရဲ့အားကြောင့် ရှေ့ရကစားမားတွေခံစစ်ကိုကူနိုင်တာတွေကွင်းလဲကစားမားတွေခံစစ်ကြီးတည်တဲ့ကိုကျွန်တော်ပြောလို့မရဆိုတော့အဲ့တော့ Chelsea ရဲ့ခံစစ်ကစားဖို့အနေနဲ့တစ်ဖက်မှာတိုးတက်လာနေရဆိုတော့ကျွန်တော်မေ့ထားလို့မရသူတို့ရဲ့အားအနေဆုံးအပိုင်းကလည်းတိုးတက်လာနေတယ်သူတို့အားသာတဲ့အပိုင်းတွေကိုလည်းထပ်ပြီးတော့ပိုအကောင်းလာအောင် Manchester နဲ့ Chelsea ကမောမှန်ပြီးသွားနေရဆိုတာမျိုးလေးနဲ့မြင်လာရတယ်ဆိုတော့ဒီ Chelsea ရဲ့အရွေလေးတိုးတက်လာနေရလေးတွေကိုကျွန်တော်တော်တော်လေးသဘောကျတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့အဓိကတော့2ဆက်တန်ကူစတိုတော့ဂိုးရီပါရရလို့ပေါ့နော်အဲ့ဒါလည်းတော်တော်2ဆက်တဲ့ကိစ္စပဲဟုတ်တယ်နော်ဒီဟာဒါကလပ်နဲ့တိုင်း နိုင်ငံနဲ့ကလပ်နဲ့သူက165ဝဲမှာပထမဆုံးဂိုးဆိုတော့ထူးဆန်းတယ်ဟိုကိုနန္ဒကကျွန်တော်ဒီအစီအစဉ်မစခင်မှာပြောသေးဟုတ်ကောဟုတ်ရဲ့လားဒီစတက်ကဟိုကျွန်တော်စတက်ကိုမြင်လိုက်လို့ဒါလေးဟိုပြန်ပြီးသတိထားမိတယ်သတိတော်မထားမိဂူးဆိုဂိုးတွေပဲတွင်းပူးတဲ့လောက်ပဲထင်ထားတာစိတ်ထဲမှာလည်းကျွန်တော်3 5ဦးတော့တွင်းပြီးအဲ့တော့စတက်တစ်ခုထွက်လာတော့မှတေချာပြန်လိုက်ကြည့်တော့ဟုတ်တယ်ဂူးဆိုကလောကမရဟိုကျွန်တော် Lion B မှာဂိုးရခဲ့ဘူးတာရှိတယ် U21 ပြင်သစ်မှာဆိုရင် Under 21မှာဂိုးရခဲ့ဘူးတာရှိတယ် ဟိုလက်ရွေးစင်အသင်းကြီးမှာဂိုးမရခဲ့ဘူးကလပ်အသင်းမှာလည်းတကယ်စီနီယာအသင်းကြီးတွေမှာသွင်းကိုလုံးဝတကူမှမရခဲ့ဘူးဆိုတော့စီနီယာအသင်းကြီးတွေကလပ်အတွက်ရောနိုင်ငံလက်ရွေးစင်အသင်းရော165ဘွဲ့မှာပထမဆုံးကိုဆိုသူ့အတွက်လည်းအမှတ်တရတော့ဖြစ်ပါတယ်တော်တော်သူတို့ဂိုးမတွေ့ရကောင်းမယ်ဖူးဘက်တွေဆိုတာအများဆုံးပဲအတက်ကင်လိုက်ရတာဆိုတော့လေအဲ Chelsea ကဘာပဲပြောဒီ International Break ပြီးမှာဘန်လီနဲ့တွေ့မယ် Barcelona နဲ့ပွဲတော့ share ပဲ ။ဘာဆီလိုလာနေရှိဖြစ်အာဆင်နယ်နဲ့ကြံရမြို့တော့အဲ့ဒီပွဲတွေကကျွန်တော် share ပေါ့နော်။ဒါ Chelsea ကိုစောင့်ကြည့်ရမှာ။ Wolverhampton ဝကိုရနာဘယ်လိုမြင်လဲကျွန်တော်တို့ပြောတာနည်းနည်းတော့များနေပြီ။ဒါပေမဲ့ Wolverhampton ဒီနှစ်အခုဒါဆက်တပွဲပြီးသွားပြီ။နီးပြားအသက်ကလည်းဘယ်သူမှမသိသေးဘူး။ကျွန်တော်တော့ဟိုကနဒါကိုမေးနေဒီမှာကျွန်တော်မေးတာမေးရတယ်။တိတ်တော့အားတော့မရှိလာဘူးပေါ့လေ။ဘယ်လိုမြင်လဲဒီနေ့ဒီရာဒီ Wolverhampton ဟိုကျွန်တော်တို့လစ်သွားတော့မှာလား။လစ်သွားပါပြီ။လစ်လစ်သွားပါပြီ။90%ထေချာသွားပြီ။ဘာဖြစ်လို့တော့အသင်းကအော်ကျွန်တော်တို့ဟို spirit မရှိဘူး။ spirit ဆိုတာတိုက်ပွဲဝင်စိတ်လည်းမရှိဘူးအလုံးကအာသန်စိတ်အားထက်သန်မှုလည်းမရှိဘူးအတင်းတင်းကကြသွားတာအဖက်ဖက်ကြသွားတာဗျာဟုတ်ဒါကလူစင်းကြည့်တယ် strand larsen တို့ huan yi chan တို့ကျွန်တော်တို့ဒီ gomez ဆို andre တို့အတွေ့နဲ့ဒီ baligar တို့ဒီ kanse က tt gomez တို့ bueno တို့နောက်ပြီးတော့အဲ့ဒါတွေကအဲ့လောက်ကြီးမဟုတ်ဘူးဗျာအဓိကကဒီအသင်းရဲ့ collective for စုစည်းမှု unity ပြတ်သွားတာ unity ပြတ်သွားတဲ့အသင်းတင်းကပြန်တိဆောက်ဖို့ကကျွန်တော်တို့ အနည်းဆုံးနီးပြတဲ့နယ်ဆိုတော့10ပွဲတော့တည်ဆောင်ရမယ်။အုပ်ပွဲစဉ်ကကျွန်တော်10 11ပွဲနောက်ထပ်10ပွဲ20ကျော်ဆိုရင်မမီတော့ဘူးဗျာ။နှစ်မှတ်ပဲရှိသေးတယ်။နိုင်ပွဲမရသေးဘူးဆိုတော့ဒီတဲ့ကမမီတော့ဘူးကျွန်တော်အားကြောင့်လို့ကျွန်တော်ဒီနေ့မှာဟိုညီကိုညားထောင်လိုက်ပြီးအောင်အထင်တွေတော်နေမှာချက်စီးကြောင်းပြမင်းတို့ကပြောနေတယ်ဟုတ်တယ်ဦးကြောင်းကတိတ်ပြီးတော့ဟိုကျွန်တော်တို့ကနည်းနည်းကျွန်တော်ဆိုဦးစ်ကို ဟိုအဖြစ်လိုက်ပြီပေါ့နော်ဟိုဖိတ်ရှော့ပြလိုက်ပြီအားကြောင့်တိတ်ပြီးတော့မပြောပြတော့တာပေါ့နော်ပြောနေတယ်တိတ်မထူးဆိုတော့အကောင့်ထက်အစိုးရပြန်များနေတယ်အဲ့တော့စိတ်ပြက်စရာကြီးပဲဖြစ်နေတယ်နော်အားကြောင့်မထင်ထားလောက်ပေါ့နော်ဒီလောက်ကောင်းနေတဲ့အမျိုးဖို့ကောင်းတယ်ဗျာကွန်ညာတို့အင်နူရီတို့ဒီကစားမကောင်းတဲ့အများကြီးတစ်ချိန်တုန်းကရှိခဲ့ဘူးတယ်ကျွန်တော်နက်တိုတို့လည်းဒီဒီဘူဘာတန်ကစားမတွေတစ်နှစ်တည်းရောက်ရောင်းနေရဗျာသိလားဂျိုတာတို့ပေါ့နော်ဂျိုတာတို့နီဗက်စ်တို့ဝော်ဒီညိုတို့စီမီ စီမီโดတို့အများကြီးပဲဒီခန်းစစ်မှာကိုမန်းတို့နသန်ကောလင်းတို့အဲ့လိုကောင်းတဲ့ကစားမားလေးတွေဖြုတ်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 တနေ့နေ့ဖြုတ်ဖြုတ်ပြီးအသင်းကလုံမပါလာရင်ဒီအချိန်ကြီးရောက်သွားတော်တော်နှမျောဖို့တော့ကောင်းတော့ဟုတ်တယ်ကျွန်တော်လည်းတော်တော်နှမျောပါတယ်ဒါပေမဲ့တက်နိုင်ဘူးဒါလောဂရမ်ပဲဒါပေါ့ဘောဂရမ်ပေါ့ဘောဂရမ်ပေါ့ကျွန်တော်ပြောပြောနေကြဒါဘောဂရမ်ပဲဆိုတော့အချိန်တန်ရင်လည်းဒီလိုပဲကြုံရမှာပေါ့နော်လောကမှာဖြစ်ပြီးပြတ်မှာပေါ့အဲ့ဆိုကျွန်တော်ပြောရတော်တော်ဒီပွဲကတော့များသွားပြီအဲ့တော့အဲ့ဒါကျွန်တော်ပြည်သက်နှုတ်ဆက်လိုက်ကြဟုတ်ကဲ့ပါ โอเคပါဒါကျွန်တော် sports corner ရဲ့ဖွင့်ပြီးသုံးချက်အစီအစဉ်ဖြစ်ပါတယ်ကျွန်တော်အဆုံးအထိဒါတီးခံပြီးတော့စိတ်ရှိကြည်ပြီးတဲ့ညီကောင်လာမှာတယောက်ချင်းစီတိုင်းကိုကျွန်တော်တို့ sports corner အဖွဲ့သားများအားလုံးကကျေးဇူးတင်ကြောင်းပြောကြရင်းနဲ့ကျွန်တော်အစီအစဉ်ဒီမှာပဲညီကောင်ချက်လိုက်ရပါတယ်အားလုံးကကျွန်တော်ရဲ့ဒါ page လေးရော YouTube မှာရောကျွန်တော်အဲ subscribe like လေးပေးသွားလို့ရရဲဆိုတော့ကျွန်တော်လည်းတင်ကြောင်းပါလို့ပါတယ်ကျွန်တော်တို့နောက်ထပ်ပွဲတွေနဲ့အများကြီးပြန်လာခဲ့ပါမယ်